ဒီ Miss Golden Nan ကကျင်းပတဲ့ဒီ Champion မြောက်ပိုင်းကိုစားပြုဟိုအလှမဲ့ရွေးချယ်ပွဲအတွက် State Director အနေနဲ့တာဝန်ယူထားပါတယ်ခင်ဗျာဟုတ် ဒီနေ့ကျင်းပတဲ့ပွဲကတော့နောက်ဆုံးအဆင့်စကားချင်းလူရွေးပွဲပေါ့ဟုတ်ဒီရှမ်းမြောက်ဒေသမှာရှိတဲ့ဒီအလားမယ်တွေဟိုရွေးချယ်ဖို့အတွက်အတော်တော်အချိန်ယူခဲ့ရပါတယ်အချိန်နှစ်လခွဲသုံးလပေါ့နော်တကယ်ကိုဒီရှမ်းမြောက်မှာရှိတဲ့တကယ်မြို့ကြီးတွေကိုတိစင်းပြီးတော့တကယ်ဒီအမျိုးသမီးရဲ့အဖွဲတွေရောဒီမိခင်နေကလေးဆောင်ရွက်ရေးအဖွဲတွေရောသူနာပြူကျောင်းတွေရောအဲ့ဟိုအမျိုးသမီးနဲ့ပတ်သက်တဲ့နေရာတွေတော်တော်များများသွားပြီးတော့ဒီ form တွေကအစားပေးဝေခဲ့ပါတယ်အခုဒီမှာလာပြီးတော့ ဟို form တင်တာပေါ့နော်ရှောက်လွားတင်တာ85ရောက်ရှိပါတယ်ဒီ share မြောက်တစ်ခုလုံးမှာ85ရောက်အဲ85ရောက်ထဲမှာစကားတင်90ရွေးခဲ့တယ်90ရဲမှာကျွန်တော်ဒီနေ့အဲမြို့နယ်ကိုစားပြု18ရက်ကိုရွေးချယ်ခဲ့ပါတယ်ဗျဟုတ် 28ရောက်နေကအခုဒီတရက်နှစ်ရက်ကတော့တို့ရဲ့ဟိုတို့ home coming ပေါ့နော်တို့အိမ်တွေပြန်မယ်တို့မိသားစုတွေနဲ့ပြန်ပြီးတော့ဟိုဂုံပြူကြမယ်ပေါ့နော်တို့မျိုးကိုစားပြီးဖြစ်သွားတဲ့အတွက်အဲဒီ20ကျော်လို့ရှိရင်တော့ကျွန်တော်တို့ဒီမူဆယ်မျိုးမှာပဲ camp တွေ့မှာပါဗျာဟုတ် camp တွေ့မယ် training camp ပြီးလို့ရှိရင်တော့ကျွန်တော်23ရက်နေ့မှာ opening ceremony ရှိပါမယ် opening ceremony ပြီးရင်တော့ကျွန်တော်လာ show excursion ရှိမယ်ဗျာ excursion လာတဲ့အချိန်မှာတော့ဒီအဓိကဒီနှစ်ရက်ဆောင်ဖို့ပေါ့နော်ဒီနှစ်ဆောင်ဖို့အရာဟိုရှမ်းမြောက်ဒေသမှာဖြစ်နေတဲ့စစ်ဘေးတင်ပြည်သူတွေပြန်လဲထူထောင်ရေးအဲ့အတွက်ဟို ိုတက်ခတ်ထားပြီးလှုပ်ဆောင်သွားမှာပေါ့နော်ပရိုက်တက်လုပ်ငန်းတွေလုပ်မယ်ဒီအတွင်းမှာပဲလာရှုမျိုးမှာဒီလာရှုမျိုးရည်ပူစမ်းမှာပဲဒီ26ရက်နေ့မှာဆင်းစစ်ကွန်မတီရှင်လုပ်ဖို့ရှိပါတယ်ဟုတ်သူရဲ့ခန္ဓာကိုယ်အလှပေါ့နော်ဟိုရှင်ပြိုင်နဲ့ဆင်းစစ်ကွန်မတီရှင်ရှိပါမယ်ဟို28ရက်နေ့ညပြန်ရောက်မယ်မူဆယ်ကို28ရက်နေ့ညပြန်ရောက်တဲ့အချိန်မှာ28ရက်နေ့မှာ talent competition ပေါ့နော်သူရဲ့ပင်ကိုပိုင်မီစွမ်းရည်ပြိုင်ပွဲရှိမယ်ဗျဟုတ်အဲ့ဒီမှာပြီးတော့ဒီ28 29မှာတော့ကျွန်တော် sport competition ရှိပါမယ်ဟုတ်30ရင်းနေမှာတော့ထွက်မော်ရွေးပွဲပေါ့เนาะဟုတ်အဲ့ပြီးလို့ရှိရင်တော့ကျွန်တော် ဒီတရရနေ့ရနေစပြီးတော့9ရက်နေ့ထိအနီးကပ် training တွေရှိမယ်ဒီကြားထဲမှာတော့ training တွေကတော့နှစ်ရက်ရှိနေမှာပဲဗျဟုတ်ဟို9ရက်နေ့ final ကတော့မူဆယ်မြို့မှာလုပ်မှာပါဗျဟုတ် Mr. Chase ဒီဆက်မနော်အင်္ဂလိပ်ကိုတော့ကောင်းကောင်းလေးပါတော့ မဝပြောချင်ရှိတော့ပါဘူး။ဟာ။ဟိုဟို reception မှာတော့ဆောင်းနေတမီးတော့ဟိုပဲလေနော်။ reception မှာဆောင်းနေ။မင်္ဂလာပါရှင်။တမီးနာမည်ကတော့ name ရှင်းတန်းဖြစ်ပါတယ်ရှင်။တမီးကတော့အဲရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်ကနေလာရောက်ရှင်းပြန်ချင်းဖြစ်ပါတယ်။အခုညထားတဲ့ဆွေလေးကတော့လာရှိုးမျိုးဖြစ်ပါတယ်ရှင်။လာရှိုးကိုစားပြုပြန်ရမှာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့တကယ်လို့တမီးရှမ်းမြောက်ကိုစားပြုရခဲ့မယ်ဆိုရင်တမီးရဲ့ရှမ်းပြည်နယ်လေးကိုအဲလူအများတီးအောင်အဲ ဒီရဲ့ရှမ်းရိုးရဒလိလေးတွေရဲ့ရှမ်းမြို့မှာအဟိုပေါ်ချေသွားတဲ့ရှမ်းအလားပလေးတွေရဲ့ cherry ban လေးတွေအဲ့လိုမျိုးရှမ်းရဲ့ရင်ချင်းမှုလေးတွေကိုပြသချပြပေးတော့မှာဖြစ်ပါတယ်ညီမနာမည်ကတော့ Nancy Wan သားပါရှင်အတက်ကတော့20ပါမူဆယ်ရပါရှင်အဲညီမကိုကိုစားပြရတော့မန်တုံကိုစားပြပေါ့ရှမ်းမြောက်ကိုတော့ဒီလို အခုဒီနောက်ပိုင်းစစ်ဖြစ်နေတယ်လို့ကြားပါတယ်အဲစစ်တွေအနေနဲ့မြမတက်နိုင်တဲ့လောက်ရက်တက်နိုင်ရင်လဲအဲပါဝင်ပြီးတော့อืมကုညီချင်ပါတယ်ဒုက္ခတွေတွေကိုပေါ့နော်